ရှေးမြို့နယ်ဈေးပြူတောင်ကြီးရွာမှာမီးလောင်မှုဖြစ်ပွားခဲ့ရာနေအိမ်၃လုံးနဲ့တန်လျာ၂ခုမီးလောင်ဆုံးရှုံးခဲ့တယ်လို့ဒေသခံတွေထံကသိရပါဗျ။မလ၁၂ရက်မနက်တနင်္ဂနွေဝင်းကျင်ခန်းကဈေးပြူတောင်ကြီးရွာ အော်ဂျီရက်ကွက်မှာရှိတဲ့တန်လျာတစ်ခုကနေမီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ကြောင်းနဲ့အဲ့ဒီမီးလောင်မှုကနေတဆင့်အနီးမှာရှိတဲ့တခြားတန်လျာတစ်ခုနဲ့နေအိမ်၃လုံးမီးခုဆက်လောင်ကျွမ်းခဲ့တာဖြစ်ကြောင်းဒေသခံတအုပ်ကပြောပါရယ်။၎င်းကဆက်လက်ပြီးမီးလောင်တဲ့အချိန်မှာလေကလည်းတိုက်နေတော့တခြားနေအိမ်တွေကပါကူးစက်မှုတွေရှိခဲ့တယ်။လူနိုင်သွားလို့ထပ်ပြီးကူးစက်လောင်ကျွမ်းမှုတွေမဖြစ်ခဲ့တာပါ။မီးလောင်မှုဖြစ်ပွားခဲ့တဲ့ရက်ကွက်ကနေအိမ်တွေစိတ်တယ် တိုင်းရင်တလုံးခံသွားလို့နောက်ထပ်အိမ်တွေမီးကိုမသွားတာပါလို့ပြောပါရယ်။မီးလောင်မှုကိုရေမြို့နယ်မီးသက်ဦးစီးဌာနနဲ့လူမှုကေဆေးရေးအဖွဲ့တွေဒေသခံပြည်သူတွေကဝိုင်းဝန်းနှိမ့်သက်ခဲ့ရာမနက်နှစ်နာရီဝန်းကျင်ခန့်မှာမီးထိန်းနိုင်ခဲ့ကြောင်းနဲ့နှစ်နာရီခွဲခန့်မှာမီးလုံးဝငြိမ်းသွားကြောင်း၎င်းဒေသခံကဆိုပါရယ်။မီးလောင်မှုကြောင့်နေအိမ်သုံးလုံးနဲ့အခန်း6ခန်းစီပါတန်လျား2ခုမီးလောင်ဆုံးရှုံးခဲ့ပြီးလူနေထိတ်ဆန်ထိခိုက်မှုမရှိကြောင်းမိသက်ဦးစီးဌာနကနေသိရပါဗျ။